အားလုံးမင်္ဂလာပါ။ Online Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ရဲ့ Online Entertainment ကနေ season အလတ်အသစ်တွေကိုစင်ဆက်မပြတ် တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။လူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျ။ဒီကနေ့မှာတော့ပြူရိုင်းဆိုင်တဲ့နေစည်းကိုင်း ထမမောသစိတ်အတူတွေဆက်ဆံမှုတွေမိန်ကလေးတိုင်းကထထတာဖြစ်ပြီးဆွေးနွေးသွားစေဖို့အမျိုးသားများသိထားဖို့လိမ့်ဆက်ဆံခြင်းပညာရဲ့များသောကိုသင်ဆက်ပေးခြင်းမရီအဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားတဲ့နဲ့အသိအစီပုံလေးဆိုတော့ပါလေးဆိုတော့သင်ဆက်ပေးခြင်းမရီအရာပြီးမှပဲတစ်ချိန်အတူတွေဆက်ဆံမှုတွေမိန်ကလေးတိုင်းကထထတာဖြစ်ပြီးဆွေးနွေးသွားစေဖို့ အမျိုးသားများသိထားဖို့လိမ့်ဆက်ဆန်းခြင်းပညာရည်များချောင်းကိုတင်ဆက်ပေးမှမို့အဆုံးထိကြည့်ဝေးကြပါတော့အသေးအစီဖုံးလေးဆိုတာပါလိအသေးအစီဖုံးတာကအသေးစင်တွေမှာအစီစူလာတာကြောင့်ဖြစ်ပါတယ်ပုံမှန်လေးအသေးစင်တွေမှာအစီရှိတတ်ပေမဲ့900ခိုင်လုံးကျော်လာရင်တော့အသေးအစီဖုံးပြီးလို့သတ်မှတ်ပါတယ်အရေးတောက်တာကြောင့်အသေးအစီဖုံးတယ်လို့ပြောပေမဲ့ ဒါကဒီလောက်အရင်မပါပါဘူးအသက်စီပုံသားရဲ့အကြောင်းရင်းကိုအရတောက်ချင်းကြောင့်မဟုတ်တော့အသက်အစီပုံကြီးဖြစ်သတ်မှတ်ထားပြီးအနောက်နိုင်ငံတွေမှာတော့ဒါဟာအသေးကအကြောင်းရင်းပဲဖြစ်ပါတယ်အသက်အစီပုံနဲ့အစင်ကကုသပြောက်ခင်းနိုင်ပါတယ်ဒါပေမဲ့ရောဂါရှိမှန်းမသိကြတဲ့အတွက်ကြာလာတဲ့အခါအသေးရောင်လာဖြစ် ပြောင်းသွားပါတယ်အသေးရောင်လာရင်အသေးစဲတွေမှာ အစီတွေပုံစူလာပြီးရှောင်ရမ်းလာပါတယ်။ပြီးတော့တက်ဖြီးပြီးအသိန်း၆တဲ့အစင်ကို ပြောင်းသွားပါတယ်။ကံမကောင်းတာကအသိန်းအစီဖုံတာကလည်းအသိန်းရောင်တဲ့အစင်ကိုဘယ်အချိန်ပြောင်းမလဲမသိတဲ့အတွက်သိတဲ့အချိန်မှာအသိန်း၆တာနဲ့အသိန်းကင်စာတွေဖြစ်နေနိုင်ပါတယ်။အသိန်းအစီဖုံတာကနှလုံးရောဂါ၊စိတ်ကြွယောဂါနဲ့ကြောက်ကြရောဂါတွေဖြစ်တော့ကိုတက်စီပါတယ်။ ဖားကြောင့်အသည်အစီဖုံးရတာလေအဝါလွန်စေဘိုက်အစီများစေအစီမင်းခံနိုင်ရရှိရအပြိုးစားနဲ့စီတိုယောဂကာဗိုဟိုက်ဒရိတ်အစားများစေအချို့အစားများစေဥလန်ကြောင့်မကောင်းခြင်းတို့ကြောင့်ပဲဖြစ်ပါရင်ယောဂလက္ခဏာများ အသည်အစီဖုံးတာရဲ့ယောဂလက္ခဏာတွေအများကြီးရှိပေမဲ့ယောဂရှိတာကို အလွယ်တကူမသိကြပါဘူး မိန်မသားဖြစ်ခြင်း၊ဝမ်ပိုင်ညာဘက်သို့မဟုတ်အလယ်မှာအောက်ခြင်းအသက်အင်ဆိုင် AMD ASD တဲ့ခြင်းသွေးထဲမှာအင်ဆူလင်များခြင်းသွေးရည်အစိတက်တည်ကြည်များခြင်းတို့ဖြစ်ပါတယ်အသက်ရောင်နဲ့အဆင့်ရောက်သွားရင်တော့အစာတောက်ပြက်တောင်းပြုတ်အန်တောင်းဘိုက်အောက်တောင်းမျက်လုံးဝါအသားဝါဒတွေဖြစ်လာနိုင်ပါတယ်အသက်အစိဖုံတာက တစ်ကဘာလုံးမှာအပြင်းများလာပြီး25ရာခိုင်နှုန်းလောက်မှာတွေ့ရပါတယ်။ဒီယောဂါဟာအဝါလိုခြင်းအမျိုးအစားနဲ့စီးကျူယောဂါနဲ့တခြားအင်ဆူလင်ခံနိုင်ရှိတဲ့ယောဂါတွေနဲ့ဆက်စပ်နေပါတယ်။ပိုပြီးအရေးကြီးတာက မကုသပဲထားမယ်ဆိုရင်ထိထက်ဖို့ဆိုသွားမှာပဲဖြစ်ပါတယ်။အားလုံးချမ်းသာကြပါစေရှင်။ဆက်လက်ပြီးတော့ပြိုရာကြိုက်တဲ့နေ့စီခိုင်ဒါမှမဟုတ် ထစိန်အတူနေဆက်ဆံမှုတွေမိန်ကလေးတန်းကတတသားဖြစ်ပြီးဆွေလန်သွားစေဖို့အမျိုးသားများသိထားဖို့လိမ့်ဆက်ဆံခြင်းပညာရဲ့များသောကိုတင်ဆက်ပေးခြင်းမရီအမျိုးသားအများစုဟာစစ်တဲတော်ဖို့အရာတွေရောက်သွားရင်စိတ်လုံးကိုလို့ဖြစ်သွားတတ်ကြပါရဲ့ဒါပေမဲ့အမျိုးသမီးတွေကိုမိမြဲစုံစမ်းထားတဲ့အဖေတွေရောချစ်ပွဲဝင်တဲ့အခါမှာတရီမလို့ပဲစိတ်ညစ်တဲ့နာတွေ သူတင်ပြည့်စင်ထိုင်တာလေးတွေရှိပါတယ်လက်သိညက်ပါတင်ရဲ့လက်တွေကအောက်ပိုင်းကိုစင်တော့မိတ်ဆိုရင်တိတ်ထားတန့်ရှိစင်ချင်နေပြီလက်သေးတွေကိုလည်းတက်တက်ရဲ့ရဲ့ညက်ထားဖို့လိုပါတယ်တည့်ရဲ့ချက်ကိုမပေါ်ပါနဲ့အလေမလိုပါနဲ့ပြင်းပြင်းမှန်မှန်အောင်ပွဲခံဆိုတဲ့စကားကဒီနေရာလက်တွေအတုံးချရမှာပါကနေကိုပုတ်တန်ချုံမြူမှုလေးတွေ အလုံးအလောင်းနဲ့ဖြည်းဖြည်းလေးနဲ့ငိတ်ငိတ်လေးလှူရှာတာကနှစ်ယောက်စလုံးအတွက်ခံစားဖို့ကိုပိုကောင်းစေပြီးတရားမှုပူရှိစေမှာပါမပြောမစုံနဲ့အနောက်တစ်ခါကိုသွားမဆမ်းပါနဲ့မလုံပါနဲ့မလုံနေဆိုလုံးဝမလုံပါနဲ့မသိဘူးဆိုရင်ပြောပြပါမယ်အနောက်ဘက်ကိုအတုံပြူကိုကပြင်ဆင်မှုတွေလိုအပ်ပါတယ်စိတ်ကိုယ်ရေပေါ်လာတိုင်းထလုံလို့ရတာမျိုးမဟုတ်ပါဘူး အတူတပြေသူ့တင်ပြီးပြောဆိုထားတာမျိုးမရှိတဲ့ခါမှာလုံးဝမလုပ်ပါနဲ့ခံစားပါဖြစ်တယ်လို့မလုပ်ပါနဲ့ဟိုနေရာဒီနေရာတွေကအာယုခံစားနိုင်စွမ်းရှိကြပါလေကိုလူတို့တည့်ရထိုင်ထိုးထဲပြီးဝင်လိုက်ထွက်လိုက်လုပ်နေတာထက် ပိုရက်နေစနေတွေလိုအပ်ပါတယ်ဖြည်းဖြည်းချင်းသူ့မဘာကိုသဘောကျလဲအပြေရှာပါလိုချင်တာအတွက်ပြန်ဆက်တရားပါမယ် မိန်းကလေးရဲ့နှကန်တွေကိုသိအောင်ပါအတွက်သုံးစေခြင်းပေမဲ့အပြန်အလှန်ပေးဆက်ဖို့အတွက်တွန်းဆုံနေတာကအမကြီးမာတာပါပဲ။သင်လိုချင်တာအတွက်ပေးဆက်တတ်ဖို့လည်းလိုပါတယ်။တကူကောင်းမဆန်ပါနဲ့။မိန်းနေရရင်သင်ညံနေသဘောပါပဲ။မိန်းကလေးကိုကောင်းလာကိစ္စပေးလာလို့မိန်းနေရတယ်ဆိုရင်သိရဆွမ်းဆောင်ရင်ပြန်ဖြစ်နေသဘောပါပဲ။ အရာတွေပေါ့တကယ်တော်တဲ့အမျိုးသားတွေကမင်းစိတ်ရောမလုံလောက်အောင် အစွမ်းကုန်ထုံနိုင်ကြပါတယ်။စိတ်ချမဝင်ပါနဲ့။တိတ်ခိုတဲ့တိတ်ဆင်ရကြတယ်လို့ထင်မနေပါနဲ့။ယုံကြည်မှုလုံခဲ့တာကအဲ့အရာတွေမှအတုံးမဝင်ပါဘူး။ကာဝေးခြင်းကကုသခြင်းထက်ပိုကောင်းတယ်။ဟုတ်ပါတယ်။အကာအကွယ်ခုံတော့မပါတာကပိုကောင်းတာမှန်ပါတယ်။ဒါပေမဲ့လှုပ်တင်တာကိုလှုပ်ပါ ဆာဟာရာကိုလိုချင်ရင်မိတ်ဆွေကိုရှင်းမဘာမှမသိဖြစ်သွားပါသလားရှင်းပြပါမယ်အမွေးမြေမရှိတဲ့မိန်းကလေးကိုမျောလိနေနေဆိုရင်တဲ့ရဲ့မျက်နှာပေါ်ကအမွေးလောက်ပဲ မရိပ်ပါနဲ့တဲ့ရောက်ပိုင်းကတော့ကိုလေးရှင်းထားပါမမိုက်မေးပါနဲ့လူတိုင်းကပစ္စတဲ့ကိုလူရာတတ်ဖို့ပဲတကူကိုဝင်သွားရင်ပြုတ်တဲ့အန်တတာကိုတည်တည်ပြီးသားဖြစ်မှာပါ ဒါကြောင့်မိန်ကလေးရဲ့အလိုက်သိမှုကိုတဲ့ပေါ်မှာအန်ချပြီးအဆုံးသတ်သွားအောင်အမိုက်မေးပါနဲ့ငြိမ်ငြိမ်နေပါမိန်ကလေးကငြိမ်ငြိမ်အခန့်တကားတော့တော်မပွင့်ပါနဲ့ပြဿနာအခြေကြီးတက်သွားနိုင်ပါတယ်အပြန်အလှန်လိမ့်ဆောင်မှုရှိဖို့လိုအပ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲရှင်းထားဝေပြပါရှင်နောက်ထပ်လည်းကျမတို့ channel ကနေဘုသူတ္တဖြစ်စေမယ့်အကြောင်းလေးတွေကို ရေးချက်တင်ဆက်ပေးပါမို့စောင့်မျှော်ပေးကြပါဦးရှင်ကြည့်ရှုပါပေးခဲ့တဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်